brand တခုက online marketing ပဲလုပ်လို့ရှင့်အဆင်ပြေလားသို့မဟုတ် offline marketing ပါတွဲလုပ်ပေးရမှာလားဆိုတော့အချက်တွေကိုဒီနေ့ဒီဗီဒီယိုထဲမှာလာပြောပြချင်တယ်အဲ့တော့ဘာလို့ဒီနေ့ offline marketing တွေလာပြောဖြစ်တာလဲပေါ့နော် PA ကိုတိုင်းပြီးခဲ့တဲ့3ရက်လောက်ကမှပေါ့နော်ရန်ကုန် Thai Expo ပွဲမှာ offline marketing ကိုရဲ့ brand အတွက်သွားစင်းဖြစ်ခဲ့တယ်။အဲ့တော့အဲ့ဒီပွဲကနေရခဲ့တဲ့အတွေ့အကြုံတွေရဲ့ ်ကောင်းကျိုးဆိုးကျိုးလေးတွေဘလို့ရှိလဲဆိုတာကိုလာပြောပြပေးမယ်အဲ့တော့သွားမကြည့်ခင်ပေါ့နော်ဒီဗီဒီယိုလေးကို save လုပ်ထားလိုက်ပါ ပြန်အားတဲ့ချိန်မှလည်းပြန်ကြည့်လို့ရတယ်တော့မဟုတ်ဒီ YouTube channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်သွားပေးလိုက်ပါရှင့်အဲ့တော့နံပါတ်၁စားကြရအောင်အရင်ဆုံးကောင်းကျိုးလေးတွေပြောပြချင်တယ် offline marketing လို့ပြောလိုက်တာ ਨੇ ပေါ့နော် offline ကျွမ်းတဲ့သူတွေအတွက်တော့ကောင်းကျိုးတွေအများကြီးရှိလိမ့်မယ်ဒါပေမဲ့ PA တို့လို့ online marketing ကို main အနေနဲ့လုပ်တဲ့သူအတွက်ဆိုရင်တော့ကောင်းကျိုးဆိုးကျိုးလေးတွေတွဲပြီးတော့ရှိတာမျိုးတွေ့ရတယ်ပေါ့နော်ကဲနံပါတ်၁ offline marketing ရဲ့ကောင်းကျိုးကဘာလဲဆိုရင် PA အနေနဲ့ဘာတွေးရလဲဆိုတော့လေ brand awareness အပြည့်အဝရတဲ့အားလုံး brand awareness ဆိုတာကကိုယ့်ရဲ့ brand ကိုလူတွေတတိထားမိတာမျိုးပေါ့နော်ပုံမှန်ဆိုရင် PA တို့ online မှာ marketing လုပ်လို့ရှိရင်အဲဘယ်သူကတော့ငါ brand ကိုသိတယ်ဘယ်သူကတော့ငါ brand ကိုမသိဘူးဆိုတာကို PA တို့โอ้เตติตาตาเลยไม่ตุ้ยอ่ะปูอะโคออฟไลน์หยอกตัวတော့เลยโอ้ ကိုယ့်ရဲ့ brand ကိုမသိသေးတဲ့သူတွေအများကြီးရှိနေသေးတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့လေ brand awareness တွေအများကြီးထက်ရတယ်တချို့တော့ customer တွေက online မှာပစ္စည်းမာတာထက်အပြင်မှာလာရောက်မှ လာကြည့်တဲ့ customer တွေလည်းအများကြီးရှိနေသေးတယ်ပေါ့နော်အပြင်မှာကိုယ်တိုင်လာဆန်းလာသုံးပြီးမှဝယ်တတ်တဲ့ customer အုပ်စုလည်း PA တို့မေ့ထားလို့မရတဲ့အတွက်ကြောင့် offline marketing ဆင်းပြီးတော့လေနောက်ထပ် brand awareness တွေအများကြီးထိုက်ယူလို့ရသေးတယ်လို့လည်းအားလုံးကိုပြောပြချင်ပါတယ်ရှင် နံပါတ်1တစ်ချက်ကပါလဲဆိုရင် customer တွေနဲ့ရင်းရင်းနှီးနှီးထိတွေ့ရတယ်ဆိုတော့ကောင်းတဲ့အချက်ပဲပေါ့နော်ဒီတစ်ခေါက်သွားတော့ BA ကိုယ်တိုင်အမှန်တိုင်းဝန်ခံရမယ်ဆိုရင် offline marketing ကိုအများကြီးအတွေ့အကြုံမရှိဘူးအများကြီးလည်းမလုပ်ဖို့ဘူးပေါ့နော်ဒီတစ်ခေါက်နဲ့ဆိုရင်နှစ်ခေါက်မြောက်လောက်ပဲရှိအောင်မယ်ဒါပေမဲ့ကိုကစေးတယ်အမြဲတမ်းလှုပ်ခဲတဲ့ခါကျတော့ရောင်းဖို့ပါဖို့ကတော့ကြောက်လည်းမကြောက်ဘူးရှက်လည်းမရှက်တဲ့ထဲပါတယ်ပေါ့နော်အဲ့တော့လေဘာတွေ့ရလဲဆိုတော့ customer တွေ နဲ့ရင်းရင်းနှီးနှီးထိတွေ့ရတယ်။အဲကိုယ့်ရဲ့ product ကိုပေါ့နော်။အဲ customer တွေကသုံးပေးထားတဲ့ချိန်မှာကြိုက်လားမကြိုက်လားဆိုတာတွေကို ပို့ပြီးတိခွင့်ရခဲ့တယ်ကစတမာတွေရဲ့အာ complaint တွေကစတမာတွေကတောင်းပေးသွားတဲ့ခါမှာဟဲဖြူသွားတာလား PA ရဲ့ product က makeup တွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကစတမာတွေတောင်းလိုက်တဲ့ချိန်မှာဟဲပြသွားတာလားเนาะရေမွေးတွေလည်းပါတဲ့အတွက်ကြောင့်ရေမွေးဆွလိုက်တဲ့ချိန်မှာအော်ငါတော့ဒီအနမ်းကြိုက်တယ်ဘာညာဆိုမှကစတမာတွေရဲ့တကက် real feedback တွေတကက် real complaint တွေကိုပို့ပြီးတော့မှတိခွင့်ရခဲ့တယ်ပို့ပြီးတော့မှရင်းရင်းနှီးနှီးပေါ့နော် customer တွေနဲ့ထိတွေ့ရတဲ့ ဲ့ကောင်းတဲ့အချက်လေးလည်းအများကြီးရခဲ့တယ်။နံပါတ်3ကောင်းတဲ့အချက်ပဲဖြစ်နေသေးတယ်ပေါ့နော်။နံပါတ်3ကဘာလဲဆိုရင်ကိုယ့်ရဲ့ product ကိုလေအပြင်မှာ100%မို့အပြင်နဲ့ရှင်းပြခွင့်ရတာအားလုံး ပြီးအဲ့တော့ online မှာဈေးရောင်းတဲ့ခါမှာပေါ့နော် customer တွေကကိုယ့်ကို live တွေကနေတဆင့် video တွေကနေတဆင့်ပုံတွေကနေတဆင့်ကြည်ပြီးမှသူတို့ဝယ်ရတာအဲ့တော့ကိုယ့်ရဲ့ရှင်းပြတဲ့ mood တွေကလည်း line ကောင်းမကောင်းချင်း video ကြည်ချင်းမကြည်ချင်းเนาะသူတို့ချက်ချင်းကြည်ချင်းမကြည်ချင်းပေါ်မှာမူတည်ပြီးတော့မှသူတို့ ကြည့်ပြီးကိုယ့်ရဲ့ mood ကိုအပြည့်အဝရချင်မှရမှာဒါက online offline မှာကျတော့အဲ့လိုမဟုတ်ဘူးအားလုံးကိုယ့်ရဲ့ product ကို customer တယောက်လာကြည့်နေတဲ့အခါမှာ PA ပါလောက်ရလဲဆိုတော့အဲ့ဒီ product ကိုအပြည့်အဝရှင်းပြခွင့်ရတယ်ဒီ product ကဘလို့ကောင်းတယ်အမအတွက်ဆိုရင်တော့ဘလို့လေးရအဆင်ပြေရယ်เนาะအမရဲ့အသားရည်ဆိုရင်တော့ ပဲအယောင်လေးကိုတုံးကြည့်ကြည့်เนาะသူရဲ့သူတို့ရဲ့လက်လေးတွေပေါ်မှာမိတ်ကပ်တွေလိမ့်ပြရတာတွေသူတို့ရဲ့လက်တွေအင်ကြီးတွေပေါ်မှာရေမွေးစွတ်ပြရရတယ်ဆိုရင်ပေါ့เนาะအယံကို mood အယံပြည့်တယ်အယံကိုအားရတယ်ပေါ့เนาะ customer တွေကိုယ်တိုင်ကလည်းကိုကအဲ့လိုမျိုးအားရပါရရှင်းပြတဲ့အခါမှာသူတို့ပို့ပြီးတော့မှ နော်အားရတယ်သူတို့ကိုယ်တိုင်လည်းအိုးနော်ဝယ်မယ်အတဝယ်မယ်စံပီပီချင်းအစ်ဒီအနမ်းကြိုက်တယ်ဝယ်မယ်ဆိုပြီးတော့မှနော်ချက်ချင်းဝယ်သွားတဲ့ customer တွေလည်းအယံများတယ်ပေါ့နော်အဲ့တော့ဒါတွေကတော့အော့ offline marketing မှာရနိုင်မယ်ကောင်းကျိုးသုံးချက်ပဲဖြစ်တယ်ပြီးတော့နောက်ထပ်ပြောပြမယ့်အချက်တွေကတော့ဆိုးကျိုးလို့ PA သတ်မှတ်တာပေါ့နော်နံပါတ်၄တစ်ချက်ကတော့ offline marketing ရဲ့ PA အတွက်ဆိုးကျိုးဆိုတာထက်အာနည်းနည်းလေး အာမကောင်းတဲ့အချက်လို့လဲတတ်မှတ်လို့ရတယ်ပေါ့နော်ဗာလဲဆိုတော့ Thai Expo ပွဲထဲမှာငါးခါတယ်ရှိတယ်ပေါ့နော်ဆိုင်ခန်းငါးခါတယ်ရှိပါတယ်အဲ့တော့အပြစ်မှာပဲ offline ပဲဖြစ်ဖြစ်ပေါ့နော်ဆိုင်ခန်းငါးခါရှိရင်လည်းရှိမယ်တော့မဟုတ်နေရတွေပါတယ်သွားခင်းကျင်းတဲ့အဲကုံကြစရိတ်တွေ ပဲနေရမှာမဆိုရှိတယ်ပေါ့နော်။သို့မဟုတ်တဆိုင်ဝင်တဆိုင်ထွက် offline marketing သွားလုပ်တဲ့ sales တွေကိုတောင်မှပေးရတဲ့လစာတွေလည်းရှိတယ်ပေါ့နော်။ပြောရမယ်ဆိုရင် offline marketing အနေနဲ့စိတ်ရိတ်စကပုံများတယ်ဆိုရဲအချက်ပေါ့နော်ဘသူမှညင်းလို့မရဘူးဒါပေမဲ့ PA တို့ဒီတစ်ခါပေါ့နော် offline marketing သွားစင်းချင်းရဲ့ရည်ရွယ်ချက်လေးလဲပြောပြချင်တယ်ဥပမာကွာကိုက အော့ဖ်လိုင်းမှာကတိန်သွားဆင်းတယ်။ရောင်းအားဘလောက်ရရမယ်ဆိုရဲရည်ရွယ်ချက်နဲ့သွားတယ်ဆိုရင်တော့ဘယ်လိုပြောမလဲ။အဲ့ဒီရောင်းအားမရမချင်းတော့စူးစမ်းပြီးရောင်းရမှာပေါ့။ဟိုတခါတလေငါးခါထက်ရောင်းရတဲ့အမျက်တွေကမကမိတဲ့အခါကြီးလည်းအများကြီးရှိတယ်။ဒါပေမဲ့ပေါ့နော် PA တို့ဒီတစ်ခါ offline marketing သွားခဲ့တဲ့ရည်ရွယ်ချက်ကရောင်းအားမဟုတ်ဘူး။အာကို brand ကို brand awareness ပိုရစေချင်တဲ့ ရည်ရွယ်ချက်နဲ့သွားခဲ့တဲ့အတွက်ကြောင့်ငါးခက PA တို့အတွက်အတိတ်ကမဟုတ်ခဲ့ဘူးပေါ့နော်အဲဒီနေရာမှာဆိုရင်တော့ရည်ရွယ်ချက်ချင်းအာတယောက်နဲ့တယောက်ကွာခြားပြီးတော့မှတော့ဒီငါးခါတွေကတယောက်မရှိတာပေါ့အဲ့တော့ငါးခါကို PA တို့အနေနဲ့ marketing စရိတ်လို့ PA တို့သတ်မှတ်လိုက်တယ်ပေါ့နော်အဲ့တော့ငါးခါတွေကတော့ကုန်ပါတယ်ရှင် offline လို့ပြောလိုက်တာ ਨੇ နောက်ဆုံးအချက် နောက်ဆုံးအချက်ရောက်လာပြီအဲ့တော့ offline marketing သွားလုပ်တဲ့အခါမှာနံပါတ်၅အချက် BA အနေနဲ့မကောင်းတဲ့အချက်လို့ပြောလို့ရရပေါ့နော်။ဘာလဲဆိုတော့ပင်ပန်းတဲ့အားလုံးအယမ်းပင်ပန်းတဲ့အယမ်းပင်ပန်းတဲ့အယောင်စရေးတွေသွားမေးကြည့်ကြည့်လိုက်နော်။ချစ်ထောက် ေါက်နေအောင်မတရက်ရရတယ်။အာပေါက်နေအောင်ရှင်းပြရရတယ်။ကိုရှင်းပြတိုင်းလဲဝယ်မသွားတဲ့ customer တွေလဲအများကြီးရှိတယ်ပေါ့နော်။ဒါတော့ customer တွေရဲ့အာရွေးချယ်မှုပေါ့။သူတို့နဲ့တော့မဆိုင်ဘူး။ဒါပေမဲ့အာ PA အမြင်အနေနဲ့ပေါ့နော် offline က online ထက်အဆပေါင်းများစွာပိုပင်ပန်းနေအားလုံးအာ လူပိုပင်ပန်းတာပေါ့နော်ရှင်းပြရတာတွေအပြောပြရတာတွေမတရားရတာတွေစိုင်ခင်းခြင်းရတာတွေရောပေါ့နော်အွန်လိုင်းမှာကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါတွေကတော့ PA အတွက်အဲ uh, offline marketing သွားဆင်းပြီးသွားတဲ့နောက်ပိုင်းမှာရလာတဲ့အတွေ့အကြုံတွေဖြစ်တယ်။အဲ့တော့ PA အနေနဲ့ offline ဆက်လုပ်သွားမှလားလို့မေးလို့ရှိရင်တော့အခွင့်အကြုံနဲ့အခါတိုင်းကိုယ့်အတွက် brand awareness ပိုရစေချင်တဲ့အ ခါတိုင်းမှာအလုတ်ဖြစ်နေအောင်မယ်ဒါပေမဲ့ main အနေနဲ့တော့လုံးဝမဟုတ်ဘူးပေါ့နော် PA အတွက် main ကတော့ online ပဲဖြစ်တယ်အဲ့တော့ brand တစ်ခုမှာ online marketing အပြင် offline ရောလုတ်တင်လာလို့မင်းရင်လုတ်တင်တယ်ဒါပေမဲ့ main အနေနဲ့တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အားလုံးအခုချိန်မှာ brand တစ်ခုကိုတာဝန်ယူပြီးတော့မှဖြန့်နေတဲ့ owner တွေ founder တွေဖြစ်တယ်ဆိုရင်ဒီ video လေးကအကျိုးရှိမယ်လို့ ်ပြောရဲပါတယ်ရှင်။အဲ့တော့ BAC မှာပေါ့နော် online marketing နဲ့ပတ်သက်တဲ့တင်တန်းတွေနီလန်းတွေကိုတင်ယူခြင်းနဲ့ဆိုရင်တော့အာဘာညွှန်းခြင်းလဲဆိုတော့ဒီ owner တွေ founder တွေအတွက်ပေါ့နော် personal branding ဆိုရဲတင်တန်းလေး BA ညွှန်းခြင်းတယ် PAC မှာ personal branding power လို့ခေါ်တဲ့ online သင်တန်းကြီးဖွင့်ထားပေးတယ်။အဲ့တော့ founder တော့မဟုတ် owner တယောက်အနေနဲ့ကိုယ့်ရဲ့ brand ကိုပို့ပြီးပေါ်လွင်အောင်ကိုယ့်ရဲ့ personal brand ပို့ပြီးပေါ်လွင်အောင်ဘလို content မျိုးတွေဖန်တီးရမလဲเนาะဘလို nilan မျိုးတွေတုံးရမလဲ TikTok တော့မဟုတ် Facebook မှာ ကိုယ့်ရဲ့ဗီဒီယိုတွေပေါက်အောင်ဘလို့လောက်ရမလဲဆိုတဲ့နီးလန်းတွေကိုအသေးစိတ်တင်ထားပေးတာဖြစ်တဲ့အတွက်ပေါ့နော်အဲကိုယ့်ရဲ့ brand ကိုပေါက်ချင်တယ်ကိုယ့်ရဲ့ personal branding ကိုပို့ပြီးတော့မှခိုင်မာစေချင်တယ်ဆိုရင်တော့လာအသင်ပါတယ်ရှင့်တင်တဲ့ချစ်အပြည့်ကတော့9သိန်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုတွေ့ပြီးတော့လာအလုပ်ရှင့်တော့9သိန်းခွဲနဲ့ရအောင်မယ်ပေါ့နော်အဲ့တော့အမြန်ဆုံးလာအပ်ပါလို့ပြောချင်ပါတယ်ရှင့်